ားလုံးပဲမင်္ဂလာပါအခုမှဒီ channel ကိုအသက်ရောက်လာတာဆိုရင်တော့ကျွန်မကနိမ့်နိယူဖြစ်ပါတယ်ဂျပန်နိုင်ငံမှာလှုပ်လှုပ်ချင်သူတွေဂျပန်စာလေးလာနေသူတွေအတွက်ဘူတုတ္တရဆရာအကြောင်းအရာတွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်ကျွန်မထုတ်လွှင့်ပေးနေတဲ့ဗီဒီယိုတွေကိုစဉ်ဆက်မပြတ်အားပေးကြသူတယောက်ချင်းကိုကျေးဇူးအထူးတင်ပါတယ်နော်ကျွန်မရဲ့ဗီဒီယိုတွေကြည့်ပြီးတော့အင်တာဗျူးတွေအောင်ကြတဲ့ဂျပန်နိုင်ငံမှာလှုပ်လှုပ်နေကြတဲ့သူတွေလည်းအများအများရှိပါလိမ့်မယ်နော်ဂျပန်ရောက်ပြီးတဲ့နောက်ပိုင်းမှာကောဂျပန်မှာအလုပ်ကိုင်းနေရေးစီပြကြလာရင် ဂျပန်မှာကြုံတွေ့ရတဲ့ဖြစ်ပျက်တွေကိုကွန်မန့်ကနေပြီးတော့ရေးခဲ့ပေးလို့ရပါတယ်နော်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာကတော့အင်တာဗျူးဖြေတဲ့အခါမှာဒီတတိထားရမယ့်အချက်တွေဖြစ်ပါတယ်ဒီအကြောင်းအရာကိုဟိုးရင်ကလေးကလည်းပဲဒီအင်တာဗျူးနဲ့ပတ်သက်တဲ့ပေါ့နော်တည်ကောင်းစရာလေးဆိုပြီးတော့အများကြီးပဲထုတ်လင့်ခဲ့ပူပါတယ်အဲဟိုးရင်တို့ကပြောခဲ့တဲ့အကြောင်းအရာတွေကတော့ဒီမြန်မာနိုင်ငံကနေပြီးတော့ပေါ့နော်ဂျပန်နိုင်ငံကအလုပ်ကိန်းကိုအင်တာဗျူးဖြေဆိုတဲ့အခါမှာတတိပြုရမယ့် အချက်တည်းဆိုပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့သူတွေကိုအဓိကရည်ရွယ်ပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။တော်တော်ခုနပိုင်းမှာဂျပန်နိုင်ငံကိုရောက်ရှိပြီးတဲ့အခါကျကမှဂျပန်မှာပဲအလုပ်အသစ်ထပ်ချတဲ့သူတွေကလည်းများလာတဲ့အခါကျတော့ဂျပန်နိုင်ငံမှာအင်တာဗျူးဝင်ပုံဝင်နည်းပေါ့နော်။နောက်ပြီးတော့ဗာရီကယူပြရမယ်ဆိုတာကိုဒီဗီဒီယိုမှာထပ်ပြီးတော့ပြပြချင်ပါတယ်။အရင်ဆုံးလေအင်တာဗျူးဖြေတဲ့အခါမှာဒီအဓိကတော့ဂျပန်နိုင်ငံပြတဲ့ကြောင့်ဂျပန်စကားတော့အဓိကပေါ့နော်။ဒီဂျပန်စကားတချို့တချို့ကြတော့လေဒီဂျပန်စကားရနေရတာ ਨੇ ဒီအင်တာဗျူးဖြေတဲ့ ဒီမန္နာလို့ခေါ်မလားအဲပြုတ်မှုဆက်ဆံပုံတွေကိုမသိမသိတဲ့အတွက်ကြောင့်မလို့အရင်နှမျိုးကိုကောင်းစွာနေအင်တာဗျူးမှာအောင်နေသူတွေလေးရှိတဲ့အတွက်ကြောင့်မလို့ဒီမှာသတိထားနိုင်အောင်လို့ပြောပြချင်တာဖြစ်ပါတယ်။အင်တာဗျူးဖြေတဲ့အခါမှာလေမလုတ်တဲ့အကြောင်းအရာတွေကနေပြီးတော့စပြီးတော့ပြောချင်ပါတယ်နော်။နံပါတ်၁ချက်ကလေအင်တာဗျူးမှာအောင်နေသူတွေတို့မျိုးမျိုးမှာတွေ့ရလေရှိတာကအဲအိယာနိုကစာပုံစံအတိုင်းပေါ့နော်။အိယာနိုကစာပုံစံအတိုင်းကိုဒီအဲအင်းအင်းဝတ်တဲ့တီရှပ်ဒီ ီတီရှပ်ကမကောင်းဘူးလို့ပြောတာမဟုတ်ဘူးပေါ့เนาะတီရှပ်ကိုတော့မှတော်တော်လေးနွမ်းပါနေတယ်ဒီလေဘင်းနေပါတယ်ဆိုရင်တွန့်လိမ့်နေပြီးတော့ဘလို့မဟုတ်တကယ်ကိုပဲဟိုညအိတ်ဝစ်တဲ့အနေထားလောက်ရှိတဲ့အင်ကြီးပေါ့เนาะအင်ကြီးအဝတ်စားနေသပင်အဲစုတ်တီစုတ်ွားနေပေါ့เนาะအင်တာဗျူးဖြေတဲ့သူတချို့တွေ့ဘူးပါတယ်အခုကျမဗီဒီယိုကြည့်နေတဲ့သူဆိုရင်ဒီလိုမျိုးသူအင်တာဗျူးလာပြင်အင်တာဗျူးအအောင်ပေးစင်ပါမလားဆိုတော့ကျမဒီလိုပြောလို့လေဟုတ်ကျမဟုတ်မှာပါလို့ထင်ကောင်းလင်းထင်နေမယ်နော် အဲတကယ်ဒီလိုလုပ်တဲ့သူတွေရှိနေပါတယ်အင်တာဗျူးဖြစ်ဆိုလဲဆိုတာကိုယ့်ရဲ့နောက်အလုပ်အသစ်ရဖို့အတွက်ပြောမှာဆိုရင်တော့ကိုယ့်ရဲ့ဒီဟိုဘောနဘဝတလန်အတွက်နောက်တနေရာကိုကူးပြောင်းနေအဲဆောင်းမွေးပွဲလေးဖြစ်ပါတယ်နော်အင်တာဗျူးဖြစ်တယ်ဆိုကြဲကဒီအဲအခုလုပ်နေတဲ့အလုပ်တစ်ပေါ့နော် လာစားနေတဲ့နေရာကိုဘယ်သူမှမရွေးချယ်ပါဘူးနော် အခုလုပ်နေတဲ့နေရာထက်အဲကျန်တဲ့အချက်လက်တွေလည်းတာလုံကောင်းတာလုံလိမ့်မယ်လစာအပြင်လည်းတာလုံကောင်းတာလုံလိမ့်မယ်ဒီလိုနေရာမျိုးကိုသာရွေးချယ်ကြတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီနောက်ဘဝတက်လန်းအတွက်ဖြစ်ရတဲ့အင်တာဗျူးဖြစ်တဲ့အတွက်ကြောင့်မလို့သိချလေးကယူဆိုင်စီခြင်းပါတယ်နောက်တစ်ခုမလို့စီခြင်းတာကတော့ခုနကတော့ပြောတဲ့အချက်နဲ့နည်းနည်းဆင်ကောင်းဆင်နေမယ်သူကကြတော့ဒီခုနကတော့ပြောလို့ပဲအိယာနိုးလာတဲ့ပုံစံကိုပဲအိယာဘောကနေပြီးတော့ဆောင်းပုံနဲ့ကနေပြီးတော့ဒီအင်တာဗျူးဖြစ်တဲ့သူတချို့ရှိတတ်တယ် အခုနောက်ပိုင်းမှာ Zoom နဲ့ interview ဖြစ်တာတွေကများတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်ပေါ့နော်ရုံးခန်းကိုသွားပြီးတော့ဒီ interview စစ်တဲ့သူနဲ့လူချင်းတွေ့ပြီးတော့ဖြေဆိုရတာမဟုတ်တော့လေပဲပေါ့နော် Zoom နဲ့ဖြေတာပဲဖြစ်ဖြစ်ပေါ့နော်ဒီကိုယ့်ရဲ့ဒီ Zoom ရဲ့ဒီ monitor မှာပေါ့နော်ဒီပုံမဲ့ကိုယ့်ရဲ့အသွေးမြင်လက္ခဏာလောက်ကတော့ဂယုစိုက်ပြီးတော့ interview ကိုဖြေစီချင်ပါတယ်ဆိုရင်လေအခုကျွန်မပြောသွားတဲ့အကြောင်းအရာလေးနဲ့ပေါ့နော်အင်တာဗျူးဖြေတဲ့သူကဂျပန်စကားဘယ်လောက်ပဲတော်နေနေအောင်နိုင်မလားဆိုတာကိုအခုဗီဒီယိုကြည့်နေသူလေးစဉ်းစားကြည့်နိုင်ပါတယ်နော် ဆိုရင်အင်တာဗျူးဖြေဖို့အတွက်ကိုဘယ်လိုမျိုးပြင်ဆင်ရမလဲကျမဗီဒီယိုတွေကြည့်နေသူကတော့တော်တော်များများသိပါလိမ့်မယ်ကျမအခုပြောသွားတဲ့အချက်လက်တွေကမိသားရှိနာမီလို့ခေါ်တဲ့တကူရည်တန့်ရှင်းမှုတကူရည်တည်တတ်မှုပေါ့နော်ဒီဟာကိုအဓိကပြောသွားတာဖြစ်ပါတယ်မြန်မာနိုင်ငံကနေပြီးတော့ဂျပန်နိုင်ငံကအလုပ်ကိုရှောက်တော်မယ်ဆိုရင်မြန်မာနိုင်ငံမှာတော်တော်များများအေဂျင့်တွေကမိဆက်ပေးတာဖြစ်ပါတယ်အေဂျင့်တွေကမိဆက်ပေးတာဖြစ်တဲ့ကြောင့်မလို့ ကိုယ့်ရဲ့ company ကနေပြီး interview ဝင်မဲ့သူဒီယောက်ကိုအမြဲတမ်း train ပေးတတ်ကြပါတယ်ခုနကပြောလို့ပေါ့နော်စွတ်စွတ်ပြက်ပြက်အင်ဂျင်နဲ့ interview ဝင်ပြီးတော့ဖြည့်တယ်ဆိုရင် interview အောင်နာမအောင်နာအသာသာအရင်ဆုံးဒီ agent ကနေဟိုတောင်းဆိုရှိတဲ့သူကစိတ်ဆိုးတာဆူတာကိုတော့အရင်ဆုံးခံရလိမ့်မယ်ထင်တယ်တော်တော်ဂျပန်နဲ့ရောက်လာတော့အလုရှာတာမှအစအဲနောက်ပြီးတော့ interview ဖြစ်ဖို့အတွက်ပြင်ဆင်ရတာမှအစအားလုံးကိုယ့်ဘာသာကိုလုပ်ကြရတာဖြစ်ပါတယ်ဂျပန်နိုင်ငံမှာအလုပ်မိတ်ဆက်ပြီးတယ်ဆိုတဲ့ agent ကြီးဆိုတာကလည်းပဲ ဂျပန်နိုင်ငံကိုရောက်ရှိပြီးတော့အလုပ်လုပ်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသေးစိတ်အကြောင်းအရာတွေကိုထပ်ပြီးတော့ပြောဆိုခြင်းမရှိတော့ဘူးပေါ့နော်အဓိကအပြင်ကတော့ဂျပန်စကားလည်းပဲဘလောက်ရှိလေရဲ့နောက်တစ်ခုကကြတော့လုပ်ငန်းအတွေ့အကြုံပေါ့နော်ဘာတွေလုပ်ဘူးလဲစသဖြင့်ပေါ့နော်အခုမိတ်ဆက်ပေးတဲ့အလုပ်နဲ့ကိုက်ညီမှုရှိမရှိဒီလိုအချက်လက်တွေကိုပဲအဓိကထားပြီးတော့စစ်ဆေးကြတာများတယ် ဆိုတော့အခုကျွန်မပြောသလိုပဲဒီအချက်လက်တွေကိုစစ်ဆေးစင်အခါကလေးကအဲအရန်ကိုပဲခုနကပြောလိုပဲညအိအိုးဝေစာနေဖြီးတာတော့အိရဘုံဘုံကဖြီးတာလေးဆိုတာကအရန်ကိုရုတ်ပြက်စင်ပြည့်ဖြစ်ပါတယ်ပါတယ်ဒီမှာတကူရေးတတ်မှုတကူရေးတန့်ရှင်းမှုပေါ့နော်ဆိုပြီးကျွန်မပြောနေတော့လေပဲအချက်လက်တွေနဲ့တိုက်ပြီးတော့စစ်ဆေးခြင်းပါတယ်နံပါတ်၁ချက်ကအဝိအစားပေါ့နော်အဝေးအစားကအင်တာဗျူးဖြည့်တာဖြစ်တဲ့တကြောင်မလို့ဖြစ်နိုင်လို့ဒီအပေါ်ပိုင်းကအဖြူရအောင်ပေါ့နော်အဖြူအောင်ရှက်အင်းကြီးမဟုတ်တာမှအခုကျမဝေထားတဲ့ပုံစံမျိုး ပေါ့နော် browse in immediately ဆိုရင်ပေါ့နော် browse in လေးရပါတယ်။ကျမကအဖြူလို့ပြောလိုက်တော့လည်းပဲအဖြူမဟုတ်လည်းပဲအခုကျမဝတ်တာလိုအရာမျိုးပေါ့နော်။အခုကျမဝတ်တာလိုမျိုးအရာဖြစ်ပြောတော့လကောင်ပိုင်းအောင်ဖြစ်ပြောတော့လကောင်အပြန်အောင်ဖြစ်ပြောတော့လကောင်ပေါ့နော်။ဒီလိုအဝတ်အစားမျိုးရပါတယ်။လုံးဝလေမဝတ်တင်တာကဒီအမဲရောင်လို့နောက်တစ်ခုကကျအအမဲရောင်လို့ပြောရင်ကောင်းမလား။အရာအရင်ရှင်းတဲ့ဥစ္စာပေါ့နော်။အရာအရင်ရှင်းတဲ့ဥစ္စာမဝတ်တင်ဘူး။နောက်တစ်ခုကကျတော့ဒီဟိုပါပေါ့ တိရှက်ပေါ့နော်တိရှက်လည်းမဝေးမဝေးစေခြင်းဘူးတိရှက်ဆိုတာကဘာပဲဖြစ်ဖြစ်အပျော်ပါသွားတဲ့အခါလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါဝိပ္ပိုလ်အတွက်အဲထုတ်လုပ်ထားတဲ့အင်ကြီးဝေးစားဖြစ်တဲ့ကြောင့်မို့တိရှက်ကတော့မဝေးစေခြင်းဘူးရင်ဘတ်မှာအယုတ်တွေပါလာတော့နောက်ပြီးတော့ဒီဟိုမိကလေးတွေဆိုရင်ဒီအတွန့်နေပါတဲ့အင်ကြီးလိုပါလို့ပေါ့နော်ဓာမျိုးတွေကတိတ်ပြီးမဝေးသေးပါဘူးဒီလိုအဝေးအစားကလည်းပဲခုနကပြောသလိုပဲအပျော်ပါသွားတဲ့အခါမှာအလေအပတ်သွားတဲ့အခါမှာဝိတ္တအဝေးအစားအဖြစ်ဂျပန်မှာကမှတ်ယူတတ်ကြတယ်ဒီလိုကြောင့်မို့လို့ဖြစ်နိုင်တော့ simple ပေါ့နော် စင်ပါဖြစ်တဲ့ဘာမှမပါတယ်အခုဒီနေ့ကျမဝတ်ထားတဲ့အင်ဂျီမျိုးဆိုရင်ရပါတယ်ခုနပြောလို့ပဲရှက်အဖြူမှလုံးဝရှက်အဖြူမှဝေးရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးကို့မှာရှိတဲ့အင်ဂျီတိတ်တိတ်တက်တက်အမြင်ကောင်းရင်လားဆိုတဲ့အင်ဂျီမျိုးကိုရွေးချက်ပြီးတော့ဝတ်စင်ပါနောက်လေဒီလိုမျိုးဝတ်စင်တဲ့အင်ဂျီကလည်းပဲတွန့်ကျင်နေတဲ့ဟာမျိုးမဖြစ်စေရဘူးပေါ့နော် zoom နဲ့စစ်တယ်လို့ပဲပြောပြောပေါ့နော်။ဘာပဲဖြစ်ဖြစ်ဘလို့အဝတ်စားမျိုးဝတ်ထားတယ်ဘလို့ပုံစံမျိုးဘလို့အဝတ်စားမျိုးဝတ်ထားတယ်အဲ့အင်ကြီးကဘလို့မျိုးဖြစ်နေလဲဆိုတာလောက်ကတော့မြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လေ။ အလုတ်ခတ်မဲ့ကုမ္ပဏီကအလုတ်ရှင်ဆိုတာကလည်းပဲပြောရမယ်ဆိုရင်တော့လေဒီအင်တာဗျူးလေးတစ်ခုတည်းလူတစ်ယောက်ရေးဒီအကျင့်စာဒိဋ္ဌဘာတွေတက်တယ်ဘယ်လိုမျိုးစ조사နိုင်လဲဆိုတာဟာအကုန်လုံးမသိနိုင်ပါဘူးဆိုတော့ကြောင့်မို့သူကလည်းပဲလေ조사ပြီးတော့ဒီအင်တာဗျူးကာလာလေးပေါ့နော်အင်တာဗျူးကာလာလေးဒီ Zoom ဖြစ်နေတယ် Zoom နဲ့အင်တာဗျူးဆင်နေတယ်ဒီ15မိနစ်မိနစ်20နာရီကကြာတဲ့အချိန်မှာသူကဒီအင်တာဗျူးဖြေတဲ့သူကအလုံးစုံစစ်ဆေးနေတာဖြစ်ပါတယ် ဒီအတွက်ကြောင့်မလို့ကိုယ့်ဘက်ကဟာကွက်မရှိအောင်လို့အခုပြောတဲ့အချက်ကလေးနေပေါ့နော်ကြိုတင်ပြီးတော့ပြင်ဆင်စီခြင်းပါတယ် ခုကျမပြောခဲ့တာမိသားစုနားမိတယ်မှာအဝိအစားပေါ့နော်ဒီအောက်ကတော့လေဒီတကူလုံးမတက်ရက်ပြတာတော့ဘာလို့မရှိရတော့ကြောင်မလို့အောက်ကတော့အစင်တင်တယ်လို့ဝိလို့ရပါတယ်တော်တော်လေးပဲဖြစ်နိုင်တော့ဘောင်းမိအမေပေါ့နော်အမေတို့မို့နက်ပြာစတာမျိုးတွေကိုဝိစိတ်ကျင်ပါတယ်အောက်ပိုင်းကပြရတာမှမဟုတ်တော့ပဲဘာအင်းရင်းဖြစ်တဲ့ဘောင်းမိအတုံနဲ့အဲတည်ရမလားဖြစ်တယ်လို့ပေါ့နော်ညဝိဟိတ်တဲ့ဘောင်းမိနဲ့ဖြစ်ပြီးအင်တာဗျူးဖြေလိုက်မယ်ဆိုတာမျိုးလည်းမလုပ်စီချင်ဘူးဘာဖြစ်လဲဆိုတော့ဒီခါလေးကြာရင်အရက်ဘလောက်မြင်လဲကြည့်ချင်းလို့အဲနင်းနေ ဟိုကင်မရာကနေပဲနင်းနေဝေးတဲ့အကွာအမန်နေပြီးတော့မက်တရက်ပြပါတော့ပါတော့ဒီလိုမျိုးလုပ်တဲ့ကုမ္ပဏီလေးရှိတတ်တယ်။ဆိုတော့အဲ့အချိန်ကြာကမှပေါ့နော်။ဟိုအပေါ်ကတော့တက်တက်ရရဝေစားထားပြီးအောက်ကြတော့အဖြစ်တလူဖြစ်နေဆိုရင်ဒါဟိုအခုထိပေါ့နော်ကြိုးကြိုးဆဆနဲ့အင်တာဗျူးဖြစ်လာတာတွေအကုန်လုံးကတဲတဲရည်တုံအဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်နော် အဝတ်စားနဲ့ပတ်သက်ပြီးတော့ကျမတို့မြန်မာစကားပုံမှာလေးလေအဲတောင်းမအကုတ်လူမအဝတ်ဆိုတဲ့ဒီစကားပုံရှိဘူးတယ်မလားဒီတော့ကြောင့်မလို့အဝတ်စားကတော့ဟိုခတိုင်းပေါ်တော့အပြောပါသွားလာတော့ဒီအိမ်မနေတာတို့ကဘလို့ဝတ်စားမျိုးဝတ်ဝတ်လွ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 တ်ရှိတဲ့အဝတ်စားဝတ်လည်းပဲကိစ္စမရှိတော့လည်းပဲအခုလိုမျိုးအင်တာဗျူးဖြစ်တဲ့အချိန်ကိုယ့်ရဲ့ဘဝအတွက်အရေးကြီးတဲ့အချိန်တွေမှာတော့တည်တည်တတ်တတ်တတ်ရရကလေးဝတ်စေခြင်းပါတယ် ဆိုတော့မိသားရှင်သားမိကိုပြောမယ်ဆိုရင်နောက်ခြံထားလို့မရတဲ့အချက်ကဒီမျက်နှာနဲ့စပင်ပေါ့နော်ဒီဥစ္စာလည်းအရန်အကြီးပါတယ်ခုနကတော့ကျွန်မပြောလိုက်တယ်မလုတ်တဲ့နေဆိုတဲ့အထက်မှာစပင်စုပ်လိစုပ်ွားဆိုတဲ့ဥစ္စာကိုမှတ်မိမလားမသိဘူးနော်ဒီမိသားရှင်သားမိထဲမှာလေပြောရမယ်ဆိုရင်တော့စပင်ဆိုတာကအရန်ကိုအရေးကြီးပါတယ်နော်ဥပမာပေါ့နော်ကျွန်မတို့ရဲ့တွင်ပြင်ပေါ့နော်တွင်ပြင်မှာဒီမျက်နှာမှာပဲကြည့်မယ်ဆိုရင်မျက်နှာနဲ့စပင်နဲ့ရှင်းလိုက်မယ်ဆိုရင်မျက်နှာမှာမိတ်ကပ်လင်းမထားရင်တောင်မှ ခွင့်လွှတ်လို့ရသေးတယ်တိုးတိုးဇပင်စုတ်တီဆိုဖွားကတော့ဘလို့မှခွင့်လွှတ်လို့မရတဲ့မိသားစုနားမိတခုဖြစ်ပါတယ်ဒီတော့ကြောင့်မဇပင်ကအရင်ရေးကြည့်ပါလေနော်တက်ကြောင့်မလို့လေဇပင်ကဥပမာအဲ့ရနုကစားဆိုရင်ဒီဇပင်နေက ဒီအိတ်ထားတဲ့ခေါင်းခေါင်းနဲ့ပေါ့နော်ခေါင်းအရာနဲ့ဥမာတွန့်လိမ့်နေရတော့ထောင်နေရတော့ဖြစ်တတ်တယ်။ဇပင်တိုးတဲ့သူယောက်ျားလေးတွေဆိုပို့ဆိုတယ်။ဇပင်ကအဲ့လိုမျိုးထောင်နေပြီးတော့ဘလို့မဟုတ်ဘလို့ခေါ်မလဲပုံစံချလို့မရတာတော့ဘာလို့ဖြစ်တတ်တယ်။မိကလေးတွေဆိုလည်းတချို့ဇပင်တိုးတဲ့သူတွေဖြစ်တတ်တယ်။ကျမဆိုရင်လည်းပဲဇပင်ကအဲပြောရမဆိုရင်ဒီညပိုင်းခေါင်းလျှော့ပြီးတော့အိတ်လိုက်ရင်မနေ့ဆိုရင်အကုန်လုံးဒီနောက်နောက်ဖက်တီလို့ခေါ်မလား။ဒီနားရေဟာတွေအကုန်လုံးဖောင်းကြွပြီးတော့လန်တတ်တဲ့ပုံစံမျိုးဖြစ်တတ်တယ်။ ဆိုတော့ကျွန်တော်အဲ့လိုမျိုးစပင်းကြီးကအဲ့ရနုကစားစုတ်ကိစုတ်ပွဲဖြစ်တာကိုတယောက်တည်းမဟုတ်ဘူးဆိုတော့သိထားစီခြင်းနဲ့ဆိုတော့ဒီစပင်းကိုဆိုတော့ငါစပင်းကအဲ့ရနုလိုက်ဒီလိုပဲဖြစ်တယ်လို့ဆိုပြီးတော့အဲ့ဒီဥစ္စာကိုဒီတိုင်းအင်တာဗျူးဖြစ်ရင်တသက်ရရမရှိဘူးဆိုပြီးအမြင်ခံရမှာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ရနုလိုက်နေအဲ့လိုမျိုးစပင်းကြီးဖောင်းကြွားပြီးတော့လိန်ကောက်နေရင်ရေနဲ့အရင်စွတ်ပါကောင်းရှောက်ခိုင်းတာကိုပြောတာမဟုတ်ဘူးဒီရေကိုဒီရေကိုပဲလေဟိုလိုမျိုးဟိုဟာရှွတ်ရှွတ်ဆိုပြီးလုတ်တဲ့ဘူးလေးတွေရှိတယ်မလားစပရေးစပရေးဖြတ်တဲ့ဘူးလေးတွေရှိတယ် အဲ့ဒီလိုမျိုး spray ဖြန်းတဲ့ဘူးနဲ့စပင်းချင်းဆိုင်တွေမှာတုံးတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြန်းပြီးတော့ကိုယ့်စပင်းကိုစိုးအောင်လုပ်ပါအဲ့လိုမျိုးမရှိဘူးဆိုရင်တော့ရိုးတနေရင်နေပဲအဲစပင်းကိုစိုးအောင်လုပ်ပေါ့နော်စိုးအောင်လုပ်ပြီးသွားရင်သေချာပြောင်းတုပ်ပြီးတော့ hair dryer နဲ့ပြန်ပြီးတော့မှုလိုက်ပါအဲ့ဒါဆိုရင်စပင်းကသူ့အနေနဲ့သူဘယ်လိုပြောအပူနဲ့ပေါ့နော်အပူနဲ့တွေ့ပြီးတော့စပင်းကဟိုဖြောင်းဖြောင်းဖြူဖြူဖြောင်းဖြူလို့ခေါ်မလားဟိုတသေချာချာထိမ့်သိမ့်လို့ရတယ်စပင်းအနေထားဖြစ်သွားပါလိမ့်မယ်ယောက်ျားလေးတွေကများသောအားဖြင့်အိမ်မှာ hair dryer မရှိတဲ့ကြောက်မရှိတဲ့ ဟေးဒရိုင်ယာမရှိရင်လည်းခုနကပြောလို့ပဲသပင်ကိုရေးဆွလိုက်ရင်သပင်ကသူ့အနေနဲ့သူဟိုဒီခုနကပြောလို့ပဲလင်ကောက်နေတဲ့ဟာတွေကအနေငယ်ပြည်သွားတာပေါ့နော်ပြည်သွားတဲ့အတွက်ကြောင့်မလို့သပင်ကိုအဲ့လိုမျိုးရေးဆွပြီးတော့သူသေးချာချာသပတ်နဲ့လေးချအောင်တုတ်ပြီးတော့စီလိမ့်ပြီးတော့သူသေးချာချာနောက်မှဟိုအကုန်လုံးနောက်ကိုအပြောင်းသိမ်းရမယ်လို့လဲဆိုတာမဟုတ်ပါဘူးကိုအမြဲတမ်းထားနေကြတတ်တရရပုံစံပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ထားရင်ဒါအင်တာဗျူးဝင်ပြည့်တဲ့ဖြည့်ဖို့အတွက်ပေါ့နော်အမြင်တစ်ခုကောင်းသွားတာပေါ့နော် မိကလေးတွေဆိုရင်လည်းအဲ့လိုပဲအတူတူပဲလင်ကောက်နေတာတော့ဘာလို့ရှိတယ်ဆိုရင်အဲ့ဒီဥစား hair dryer နဲ့ပေါ့နော် ပြန်ပြီးတော့ဆွဲချတာတော့ဖြောင်းတာတော့လုပ်ပြီးတော့အရှိကစပင်ကြီးကရှည်နေတယ်ဆိုရင်အခုကျမဆိုတဲ့အရှိကစပင်ရှည်တာပဲတိုးတော်လည်းပဲမျက်လုံးပေါ်တော့မအုပ်နေဘူးမျက်လုံးပေါ်မအုပ်အောင်ကိုဘေးကိုတမင်ချထားတော့ပေါ့နော်အဲ့လိုပဲအရှိကစပင်ရှည်နေတာကြီးကိုမျက်စိကိုအဲ့လိုအုပ်ပြီးတော့ ဟိုစကားပြောရတာဒီလိုခေါင်းခဏခဏခါပြီးတော့မျက်စိပုံမျက်စိကိုမျက်စိတဲ့စပင်းမဝင်အောင်လို့ပေါ့နော်အဲ့လိုမျိုးဟိုလုတ်ပြီးတော့အင်တာဗျူးတဲ့ပုံစံကလေကြည့်ရတာအင်တာဗျူးဆစ်ဆဲတဲ့သူအနေနဲ့လေဒီအင်တာဗျူးဒီဖြေနေတဲ့အပေါ်ကိုစိတ်ဝင်စားဘူးတိတ်ပြီးတော့စိတ်မဝင်စားဘူးစိတ်မပါဘူးဆိုတဲ့စိတ်မျိုးဖြစ်တတ်တယ် ဆိုတော့အဲ့လိုမျိုးအရှိကစပင်းနေရှိနေရင်အခုလိုမျိုးဘေးကိုခွဲထားရတော့လည်းကောင်းအခုဒါဆိုကျမဆိုဘေးကိုခွဲထားတယ်ခွဲထားပြီးအရှိကိုပြန်ကြမလားအောင်လို့ကော်နဲ့ပေါ့နော်ကော်လို့ခေါ်မလားကော်ဆပရေးရှိတယ်မလားအဲ့ဒါနဲ့ဒီဘေးမှာတိန်ထားတာဖြစ်တယ်အဲအင်တာဗျူးဖြေတဲ့အခါကျရင်အဲ့လောက်ပေါ့နော်ဟိုပြင်ဆင်စီခြင်းနေဆိုတော့အဲ့လိုမျိုးကော်တွေဘာတွေမရှိဘူးဆိုရင်လည်းကလေးနဲ့ညှက်ထားလို့ရတယ်အဓိကပြောချင်တာကမျက်နှာအရှိကိုစပင်းနေကြလာပြီးတော့အဲ့ဒါကိုခဏခဏလက်နဲ့တက်ရတော့လည်းကောင်းခါရတော့လည်းကောင်းအဲ့လိုမျိုးတွေဖြစ်နေအင်တာဗျူးဖြေတဲ့အခါမှာ တီတီညင်ညင်မရှိဘူးဆိုရင်အမည်မျိုးလေးဖြစ်တဲ့အတွက်ကြောင့်မို့အကုန်လုံးကိုပေါ့နော်အဲဒီလိုမျိုးကိုယ့်ဘက်ကနေပြီးတော့အစင်သင်ပြင်ဆင်ထားစေချင်ပါလေနောက်သပင်ပြီးသွားရင်မျက်နှာပေါ့နော်မျက်နှာကကြတော့မိကလေးတော်တော်များများကကြတော့ဒီအရန်ကိုပဲသူပြစ်နေတယ်မိကတ်တွေလိမ့်စရာမလိုပါဘူးအဲတော်တော်လေးပဲဘာမှမလိမ့်မင်းနေမျက်နှာပြောင်းနေအင်တာဗျူးဖြေတော့လေးပဲအဲတိတ်ပြီးကြည့်ရတာမကောင်းဘူးပေါ့နော်ဒါကြောင့်မလို့ဟိုဘယ်လိုပြောရင်ကောင်းမလဲခပ်ပါပါပေါ့နော်အဲ အဓိကပြောချင်တာကမျက်နှာမှာ acid ပြန်ပြီးတော့ acid ဝင်းမနေအောင်လို့အဲခပ်ပါပါလေးအဲမိကလင်းနာတော့တင့်တော်မင်းတို့ထင်ပါလေအမျိုးသားတွေကြတော့ဒီမိကကတော့လိမ့်စရာမလိုဘူးပေါ့နော်တော်တော်လေးပဲမိကမလိမ့်ရဘူးလို့ပြောတာတည်းဆိုင်အဲဒီမျက်နှာမှာပေါ့နော်အစီတဝင်းဝင်းနဲ့ဖြစ်မနေစေချင်တာပါအဲတခါလေးကြိုက်နွေရသီးတို့ပါတော့အိုက်တက်တက်အချိန်ဆိုရင်မျက်နှာကအစီပြန်တက်တာမျိုးရှိပါတယ်ဆိုတော့အဲ့လိုမျိုးအစီပြန်ရင်ကိုယ့်ကိုယ်ကိုဂရုစိုက်ပါအင်တာဗျူးမဖြစ်ခင်မှာမျက်နှာ ဟိုဒီအစီဆုပ်တဲ့ဆက်ကူတို့ပါလို့ရှိတယ်အဲ့ဒါနဲ့တုတ်ထားတော့လကောင်နောက်တစ်ခုကကြာတော့ဒီအဲဂယုဆိုင်ပြီးတော့ပေါ့နော်နင်းနေရေးဟိုဟာပေါ့ရေးဆိုမျက်နှာတင့်တော့အကောင်ဆုံးပေါ့နော်မျက်နှာတက်ကိုအစင်မပြေဘူးဆိုရင်နင်းနေရေးဆွထားတဲ့အဝင်နဲ့မျက်နှာကအစီကိုတုတ်ထားတော့လကောင်ဒါမျိုးတွေလုပ်ရင်မျက်နှာကလန်းလန်းဆန်းဆန်းလေးဖြစ်ပြီးတော့အင်တာဗျူးဖြေတဲ့အခါမှာကိုယ့်ရဲ့ဒီဘယ်လိုပြောရင်ကောင်းလဲလန်းလန်းဆန်းဆန်းတက်တက်ကြွကြွဖြစ်နေတဲ့ပုံစံမျိုးအင်တာဗျူးစစ်တဲ့သူအစီကို image ပေးရလေးရောက်ပါတယ်နောက်တစ်ခုကလေယောက်ျားလေးတွေအဓိကဂယုစိုက်စေချင်တာကဒီမုတ်စိတ်နှကမ်းမွေးတော့မုတ်စိတ်မွေးလို့ပေါ့နော်ရှိတဲ့သူကအဲ့ဒီနေမှာသူသေးချာချာရိတ်ထားပြီးတော့သူသေးချာချာတတ်နိုင်ရှင်ရှင်ဖြစ်နေစေချင်ပါတယ်ဆိုတော့ဒီနေ့ပြောသွားတဲ့အချက်လက်တွေကမိသားစုနားမီဆိုတဲ့အချက်လက်ဖြစ်တော်လည်းပြီးအင်တာဗျူးအတွက်ရည်ရွယ်ပြီးတော့ပြောတာဖြစ်တဲ့ကြောင့်မလို့ကျွန်မအဝေးအစားရည်ဒီမျက်နှာပေါ့နော်မျက်နှာအမှုအရာသပင်း င်ဒီဥစ္စာကိုအဓိကထားပြီးပြောလိုက်တာဖြစ်ပါတယ်အမှန်ကလည်းမိသားရှိနာမည်ဆိုတာကတော့အများကြီးရှိပါတယ်အဲလက်သေးတို့လက်တို့ဘာလို့တန်တန်ဆယ်ဆယ်နဲ့လက်သေးတွေမှာကြီးမရှိအောင်လို့ပါ ေါ့နော်ဒါကြီးလည်းအများကြီးရှိပါလေဒါပေမဲ့ဒီဥစ္စာကတော့ထားလိုက်ပါတော့လုပ်ငန်းခွင်ဝင်တဲ့အခါကျရင်တော့မိသားစုနားမီဆိုတာကဒီလိုမျိုးချက်လက်တွေနဲ့စစ်ဆေးတတ်ကြတဲ့အတွက်ကြောင့်မလို့ဂျပန်မှာလုပ်တဲ့သူတွေကမိသားစုနားမီဆိုတာကဘာလဲဆိုတာကိုသူတိချာချာလေ့လာပြီးတော့ကိုလည်းပဲပေါ့နော်ကိုလည်းပဲပေါ့နော်ဒီဂျပန်နိုင်ငံမှာအလုပ်လုပ်တဲ့အခါမှာဒီမိသားစုနားမီဆိုတဲ့အချက်လက်တွေနဲ့ပေါ့နော်တိတိချာချာလိုက်နာပြီးတော့ဒီတန်တန်ပြန်ပြန်တတ်တတ်ရရရှိတဲ့အသွင်ပြင်းမျိုးနဲ့ပေါ့နော်လုပ်ငန်းခွင်မှာဒီအလုပ်လုပ်နိုင်ဖို့ကအရန်အရေးကြီးပါတယ် ခုနကတော့လည်းအင်တာဗျူးဖြေတဲ့အထက်မှာကျွန်မတစ်ချက်ပြောဖို့မိသွားတာရှိတယ်။နှကန်းပေါ့နော်နှကန်းကလည်းအရင်ကြီးကြီးတယ်။ခါလေးကျရင်ဆောင်းလွင်းရောင်ရဲ့နှကန်းတွေကွဲတက်တယ်၆တက်တယ်။အဲမိကလေးရောယောက်ျားလေးပေါ့နော်မိကလေးကတော့လေဒီနှကန်းတွေဆိုးတဲ့အတွက်ကြောင့်မလို့သိပ်ပြီးတော့ဒီဥစ္စာမသိတာလို့မသိတာတော့လေပဲယောက်ျားလေးတွေကြတော့လေဟိုဟာတခါကျနှကန်းတွေကွဲ၆နေတာမျိုးရှိရင်အဲ့လိုမျိုးနှကန်းတွေကွဲ၆နေရလေပဲလေကြည့်ရတာအဆင်မပြေပါဘူးနော်အဆင်မပြေပါဘူးဒီတဒီလူတယောက်ကကိုယ့်ကိုယ်ဆက်ကွန်ထရိုးလို့ခေါ်မလား ို့ကိုခန်းနေလို့ခေါ်မလားကိုယ့်ရဲ့ဒီတကူရေတန်ရှင်းမှုအပေါ်မှာခန်းနေမလုံနိုင်အချိန်မပေးနိုင်ဘူးဆိုတဲ့တွင်ပြမျိုးအဲရောက်တတ်ပါလေနော်ဒီတို့ကြောင့်မို့ကျန်တဲ့ချိန်တွေမှာကိုယ့်အကူဘယ်လိုပဲနေနေပေါ့နော်ဒီအင်တာဗျူးပြည်တဲ့အချိန်လေးမှာတော့ဂယုစိုက်စေချင်ပါတယ်ဒီနေ့အခုကျမပြောတဲ့လေမိသားစုနာမီဆိုတာကအရင်အေးကြီးပါလေဂျပန်နိုင်ငံမှာလှုပ်လှုပ်မဲ့သူတွေအလုပ်လုပ်နေတဲ့သူတွေအတွက်ပေါ့နော်ဟိုညစ်ပတ်နေတဲ့သူကိုဟိုဗဆက်ကသာလေအာမင်းကချွေးနဲ့နန်းလိုက်တာတော့သိရမလားညစ်ပတ်လိုက်တာတော့ တော်တော်များများပါဇက်နဲ့ဒီစကားတွေကလည်းပြောဖို့ဆိုတာကခိရင်ပါတယ်။နီးရလဲညစ်ပတ်လိုက်တာဆိုတော့ကိုကိုတိုင်ကသူများညစ်ပတ်နေတာတွေ့ရင်အယံမင်းကြီးနည်းတဲ့သူကအဲ့လိုမပြောရဲဘူးလေဒီစကားက။ဆိုတော့ကြောင့်မလို့ဟိုကိုကိုကိုဂယူးဆိုင်ပြီးတော့ခုနကမိသားရှိနားမြင်အချက်လက်တွေနဲ့အဲဘယ်လိုခေါ်မလဲစစ်ဆေးပြီးတော့ပေါ့နော်။ ငါစင်ပြေရလားဆိုပြီးတော့ကိုယ့်ကိုအမြင်နဲ့စစ်ဆေးတာကအဲလုပ်ငန်းခွင်မှာအလုံးနဲ့တင့်တင့်မြင့်မြင့်နေပေါ့နော်အလုပ်လုပ်နိုင်မှုအတွက်လည်းအရင်ကြီးကြီးတဲ့အချက်လို့ကျွန်မထင်ပါတယ်။ဒါဆိုရင်ဒီနေ့ပြပြသွားတဲ့မိသားစုနားမီဘလောက်ရေးကြီးတယ်ဆိုတာအလုံးသိကောင်းသိပါလိမ့်မယ်နော်။ အဲအထူးသဖြင့်ဂျပန်နိုင်ငံမှာရောက်ရှိနေပြီးတော့နောက်အလုပ်ပိတ်ကိုရှာမဲ့သူတွေအတွက်ပို့ပြီးတော့အဲဂရုပြုစီခြင်းမှာတင်ဘာဖြစ်လို့လဲဆိုတော့လုပ်ငန်းရှင်တော်တော်များများကဂျပန်နိုင်ငံမှာရောက်ရှိပြီးတော့အလုပ်လုပ်နေတဲ့သူဖြစ်တဲ့ကြောင့်မလို့အရင်အထင်ကြီးထားတဲ့အပိုင်းတွေလည်းရှိပါတယ်ဆိုတော့အထင်ကြီးထားပြီးတော့အင်တာဗျူးခေါ်လိုက်ပြီးတော့ကြည့်လဲကြည့်လိုက်တော့အွန်ဘာမှလည်းဟိုဘာမှလည်းဆိုတာဟိုသိရမလားဘာမှတော့မပြောရသေးဘူးဒီကြည့်တဲ့အသွင်ပြေ image clean နဲ့တင်မဲ့အစိုးရတွေကစပြီးစိတ်ပြက်ပြီးတော့ interview တော့မှာဘာမှမမေ့ကျင်တော့ဘူးဆိုတဲ့ အဲပုံစံမျိုးကိုရောက်တတ်ပါတယ်ဒါဆိုရင်ကိုပြင်ဆင်ထားတာတော့ဂျပန်စကားပြင်ဆင်ထားတာတော့ရှိကောင်းရှိလိမ့်မယ်เนาะဒါတွေထုတ်ဖို့ပြတ်သားလို့မရတော့ဘူးပေါ့เนาะအဲကျွန်မဟိုးရင်တုန်းကတော့ဒီမြန်မာနိုင်ငံမှာရှိရသူတွေရည်ရွယ်ခဲ့တယ်တော်တော်အခုနောက်ပိုင်းမှာဂျပန်နိုင်ငံမှာလုပ်လုပ်နေတဲ့သူတော်တော်များများပေါ့เนาะအဲ့လိုပြောင်းကျင်နေသူတွေကိုလည်းအင်တာဗျူးပေးနေရတယ်အင်တာဗျူးပေးနေရတာဖြစ်တဲ့တော့ကြောင့်မလို့အများကြီးပေါ့เนาะခုနကမှပြောလို့ပဲနှမျိုးဖို့ကောင်းတဲ့သူတွေအများကြီးတွေ့မိတယ်ဒီတော့ကြောင့်မလို့အခုလိုမျိုးပြောပြရခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြောတဲ့အကြောင်းအရာတွေကဂျပန်မှာရှိတဲ့သူ ဟိုဘယ်လိုက်နာမှာလားဆိုလည်းမဟုတ်ပါဘူးမြန်မာနိုင်ငံကနေပြီးခုမှစပြီးအင်တာဗျူးဝင်မိသူလည်းပဲအတူတူပါပဲเนาะအဲဘယ်မှာပဲအင်တာဗျူးဖြစ်ဖြစ်ဒီကိုကိုဘယ်လိုပြောရင်ကောင်းလဲအခကျင်းငွေပေါ့เนาะလစင်လစင်လစာပြီးပြီးအလုတ်ခတ်မယ်အလုတ်ရှင်ကအသေးစိတ်ကြည့်ပါလေတကယ်ကိုလိုချင်တဲ့အလုတ်ဆိုရင်ခုနကလည်းကျွန်မပြောတယ်အချက်အချက်လက်ကလေးတွေနဲ့အေးဆစ်ဆေးပြီးတော့ငါ okay ရဲ့လားဆိုတော့ကိုအမြင်တန်းဆစ်ဆေးပါနောက်ဆိုနောက်တစ်ခုမှကျင်တာတော့ဧကကိုပေါ့เนาะဧကကိုပြုံးပြုံးလေးနဲ့အင်တာဗျူးဖြေပါမယ် ဆိုတော့အခုမှစပြီးအင်တာဗျူးဖြေကြမဲ့သူတွေအင်တာဗျူးဖြေနေတဲ့သူတွေရဲ့အတွေ့အကြုံတွေရှင်းရင်လည်း comment မှာရေးခဲ့ပြပါเนาะကျမရဲ့ဗီဒီယိုတွေကြည့်ပြီးတော့အင်တာဗျူးအောင်ကြတယ်လို့အကြောင်းကြားပေးတဲ့သူတွေကိုလည်းပဲအဲကျေးဇူးများကြီးတင်ပါတယ်အင်တာဗျူးအောင်သွားတာကအလုံးပြီးသွားတာမဟုတ်ပါဘူးเนาะအင်တာဗျူးအောင်သွားပြီးတော့လုပ်ငန်းခွင်တွေရောက်မှထပ်ပြီးတော့ကြုံတွေ့ရမယ်ခက်ခဲတွေလည်းအများကြီးရှိတဲ့တွေ့ကြောင်မလို့အင်တာဗျူးတစ်ခုတည်းက အဲအားလုံးမဟုတ်တဲ့အတွက်ကြောင့်မို့လို့အင်တာဗျူးအောင်သွားပြီးနောက်ပိုင်းလည်းဆက်ပြီးတော့ကြိုးစားပါလို့ဒီကနေ့ပြီးတော့စကားပါလိုက်ပါတယ်။အဲဒီနေ့ဒီဗီဒီယိုကဒီမှာပဲအဆုံးသတ်ပါမယ်။ဆုံးနေအထိကြည့်ပြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ Bye bye